ချိန်မှာ Roma Ace Crusher နေကိုဒီမှာပါသွားပြီ Lancelot က1မှာလွဲသွားတယ်နော်အဲ့လိုမျိုးဆိုရင်တော့ဒီ Lancelot က Shaw ဘောကရာခိုင်နှုန်းများသွားရင်ဒီမှာကြီးလိုက်မယ်ဆိုရင်ကတင်းဆဲဘေးက player အကုန်လုံးကဒီ enemy area တွေမှာဆော့နေရဗျာဒါပေမဲ့ဒီ Ryan Esport အနေနဲ့ Hero Power မတိမ်မရင်ပဲဒါပေမဲ့ Hero Power မတာခဲ့သည့်တိုင်မတိမ်မရင်သည့်တိုင်အောင်သူတို့အနေနဲ့ဆော့နေရကိုယ့်ဘက်အချမ်းမှာလည်းဖြစ်နေတယ်ပြီးတော့သူတို့ဂျန်ငယ် invade ခံရတဲ့ဘက်အချမ်းမှာဟုတ်မနေဘူးဗျာအဲ့လိုမျိုးဆိုတော့ဒီပွဲက ဂျန်ကလာလဲ first blood play လဲရတယ်ပြီးတော့ဒီမှာကြည့် rubber ကောဒီကဒီ jungle အစိမ်းလေးရော rubber ကောပြီးရင်ဒီအပေါ် jungle လေးပါပါမယ်ဆိုတော့ဒီပွဲကပြီးသလောက်ဖြစ်သွားပြီခုနကပြောလို့ပဲ first starter ပတယ်လဲအေးအေးဆေးဆေးပဲဗျာဘာမှပြောစရာမလိုတော့ဘူး early game မှာနော်သူတင်းဆဲဘင်းနေနဲ့အမှားမလုပ်ဘဲနဲ့နော်ဟိုဘက်က miracle blame ပြနိုင်ဘူးဆိုရင်အဲ့ဒီတင်းတပွဲလုံးတစ်ဝက်လောက်ပွဲတစ်ဝက်လောက်ကိုကသူတို့ snowball လို့ရဗျာဒီမှာဆိုချတယ်နော် hero king နောက်တော့မှထပ်ရပြန်ပြီနော်ဒီမှာ jungle လေးလည်းပါပြန်ပြီဒီ lancelot က ဘာမှကိုလုံးလို့မရတော့ဘူးဗျာဒီ UN က4ရာခန်းကြီးမှာ Lancelot က2က blue back ကရတဲ့ ESP တခုပဲရှိရဗျာတကယ်ပွင့်လင်းပြောမယ်ဆိုဒီ jungle လေးတခုမှမရဘူးလို့ပြောလို့ရကြည့်ဦး Lancelot ကပွဲစဖို့2မိနစ်ပြည့်နေပြီတာတယ်ထွက်ခံဒီအချိန်မှာတော့ Lancelot က level 2 blue back ကရတဲ့ ESP တခုပဲရှိသေးတယ်ဗောလေနော်ဒါကြီးကတော်တော်ကြီးကိုများတယ်ဗောနော်ဒီ UN က level 5တောင်ရောက်တော့မယ်ဒါတော့တာတယ်မပေါ်သေးဘူးဗျာတာတယ်ပေါ်လို့တာတယ်ယူသွားပြီဆိုရင်က ပြီးသွားပြီဗျာသိလားတတယူဝိုင်းရ level 5ကျော်သွားပြီနော်အဲ့ဒါအဲ့လိုမျိုး play ဆိုင်တဲ့တင်းဆဲမင်းကပွဲတိုင်းနှီးပါဆော့တာရရင်ရလို့လုပ်တယ်ပေါ့လေနော်